KI နဲ့ DNL ကြားဖြစ်ပွားနေတဲ့ပြည်ပခပြည်လဲဖို့အတွက်နှစ်ဖက်ကောင်းဆောင်တွေအပါအဝင်ရှမ်းမြောက်လူလူနဲ့တွေ့ဆုံဖို့စီစဉ်နေတယ်လို့ KI ကသတင်းပြန်ကြားရေးဘက်ကပြောပါတယ်ထပ်အောင်သတင်းပြပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမိုးမိတ်နမ်တူကုတ်ခိုင်မြို့နယ်တွေမှာကချင်တက် KI နဲ့တောင်းတက် DNL တို့ကြားပုတ်တိုက်မှုတွေတောက်လျှောက်ဖြစ်နေကြတာဖြစ်ပြီးရံပွဲတွေအတွင်းထိုးကြိတ်တာတွေအထိဖြစ်လာနေတာပါ မန်တုံနဲ့မုံမိတ်ကြားမှာရှိတဲ့ KIA တက်စကန်တွင်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာဆိုရင် KIA တပ်ဖွဲ့ဝင်၁၁ယောက်ထိထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံတက်ရောက်ကူတာရတဲ့အထိဖြစ်ခဲ့ပါတယ်။နောက်ဆုံးခိုက်ရန်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကကုတ်ခိုင်မြို့ KIA ဆက်ဆံရေးယုံအတွင်းမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာခုလိုမျိုးဖြစ်စဉ်တွေဆက်ပြီးမဖြစ်အောင်နှစ်ဖက်ညီညီနန်းနန်းဆောင်ရွက်ကြဖို့ကိုလည်းနိုင်ငံရေးအင်အားစုတွေကတိုက်တွန်းနေကြပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ KIA ရဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကလည်း ရှမ်းမြလူလူနဲ့တွေ့ဆုံပြီးအခြေအနေကိုဆုံးဖြတ်သွားမယ်လို့သူရဲ့လူမှုကွန်ရက်ကနေပြောဆိုထားပါတယ်။ KAI သတင်းပညာရေးတာဝန်ခံဘုံမကြီးနော်ဘူးကလည်းနှစ်ဖက်ခေါင်းဆောင်တွေနဲ့အတူရှမ်းမြလူလူနဲ့တွေ့ဆုံအဖြစ်ရှာသွားမယ်လို့ DB ကိုပြောပါတယ်။အဲအဓိကတော့ဟိုကျွန်တော်တို့ကေအိုဘူနဲ့ဟိုတင်းရဘခုဒီပြဖို့ကတော့လုံးပါပါအဲဒီကတော့အရပ်ချင်ပါပါအဲဟုတ်တယ်ဟုတ်တယ်ပြဖို့တော့အဘူးသူရှင်နေတာအဲဘယ်လိုဖြစ်မယ်ဆိုတာတော့ အကျော်တရင်ခံမှအမြင်တော့မကြသေးအောင်ကိုကန်ဒေတာကန်တူကတော့နောက်ဆက်တွဲပြဿနာတွေထပ်ပြီးမဖြစ်ပွားအောင်နှစ်ဖက်အမြန်ဆုံးတွေ့ဆုံပြီးအမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို့ဆိုပါတယ်ဒေတာကန်တူပြောတာကိုဒီဘီကနောက်ခံအံထည့်ဖတ်ထားပါတယ်အမြန်ဆုံးဖြေရှင်းတာကောင်းပါတယ်ဘာလို့လဲဆိုတော့နောက်ဆက်တွဲဟိုဘက်ဒီဘက်လူထုတွေပါလာရင်မကောင်းဘူးလေ ပြီးရင်လူမှုကွန်ရက်မှာဟိုဘက်ဒီဘက်ရေးနေကြတာတွေကိုလည်းထိမ့်ဖို့လိုတယ်ဒါတွေကိုမထိမ့်ဘူးဆိုရင်ပိုဆိုးတဲ့ဘက်ကိုပဲရောက်သွားလိမ့်မယ်အငင်းပွားမှုတွေဖြစ်နေတဲ့ဒီမြို့နယ်တွေဟာ TNL နဲ့ပူပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်ပါတယ်အဲဒီမြို့နယ်တွေမှာ KIA တပ်စခန်းတွေလည်းရှိနေတာပါလက်ရှိမှာတော့ TNL ကသူတို့ထိန်းချုပ်ထားရာအနေတွေမှာအုတ်ချွေရရန်နေရာလဲပတ်နိုင်ဆောင်ရွက်နေတာဖြစ်ပြီးဒီအခြေအနေတွေမှာပဲနှစ်ဖက်ပုတ်တိုက်မှုတွေဖြစ်နေတာလို့နားလည်ရပါတယ် TNL ပြောခွင့်ရလွေရည်ဦးကတော့နှစ်ဖက်ပုတ်တိုက်မှုတွေပိုပြီးဆိုးမလာစေဖို့အတွက်ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ နှစ်ဖက်ဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့လည်း DB ကိုပြီးခဲ့တဲ့ match လ3ရက်နေတုန်းကပြောဆိုထားပါတယ်။လက်ရှိနောက်ဆုံးအခြေအနေကိုမေးမြန်းဖို့ဆက်သွယ်ပေးမယ်ဆက်သွယ်လို့မရသေးပါဘူး။ KIA အနေနဲ့ TNL ထိန်းချုပ်နယ်မြေတွေမှာဆက်ဆက်ရေးရုံးတွေဖွင့်မယ်ဆိုရင်တော့အရောက်ဝတ်နဲ့ဖွင့်ရင်လက်ခံမယ်လို့လည်းလွေးရီဦးကပြည်တွင်းမီဒီယာတွေကိုပြောဆိုထားပါတယ်။ကျွန်တော်ထပ်အောင်ပါ။